ုထက်ကတော့အဲအရန်ကြိုးစားတယ်နော်ကြိုးစားတယ်နောက်တစ်ခုကတော့အခုအထိလဲဆရာအိမ်ကိုခဏခဏရောက်တယ်သူကအမြဲတမ်းဟိုကကြော့တီးရကြော့တယ်ပေါ့နော်အဲအဲ့အရာမျိုးပေါ့ဆိုတော့အဲသူဟိုမမှတ်မိလို့မရဘူးသိရမှာနော်သူအဲအဲ့အရာမျိုးနောက်တစ်ခါအဲ့တော့ကြိုးစားတယ်ကြိုးစားတဲ့ခါဆရာနဲ့တောင်ရန်ဖြစ်တယ်ပေါ့နော်အဲ့တော့ပထမကားတော့ဒေါင်းရမြန်တော့ကလည်းအဲ့လိုပဲအဲဆရာဒီတိုင်းလေး ပြီးသွားပြီဆိုတော့ missing ကိုလေသူကဦးနာသူ့တန်တိုးလို့ဘယ်ဟာဖြစ်လို့ညာလို့ဖြစ်တယ်ဟိုဟာတွေဖြစ်တယ်ဒီဟာတွေဖြစ်တယ်ဒီလားကြီးပြအဲကြီးများတယ်ပေါ့နော်ကြီးမားဆရာလည်းစိတ်တည်တိုးတာပေါ့နော်ဒါပေမဲ့တကယ်တော့ဆရာအဲ့လိုဟိုသူ့ရဲ့အလေးနဲ့ထားပြီးကြိုးစားတာကိုဆရာသဘောကျတယ်နော်အဲ့လိုအလေးနဲ့ထားလို့လည်းအဲဒီကြိုးစားထုတ်မှုကပြန်ပြီးတော့အသီးပွင့်ဖြစ်ပြီးတော့အောင်မြင်တယ်လို့ထင်တယ်ပေါ့နော်အခုဒီကလည်းအဲ့တိုင်းဆရာမသိဘူးနောက်မှသူပြရားတွေခက်ပြီးကြိုးစားနေတာရှိတယ် ဆရာသူကဒီတချင်းကိုသူကပီယာနိုနဲ့ဆိုခြင်းနဲ့ထင်တယ်အဲ့ဒါကိုထက်ကိုသူလှမ်းမေးနေတယ်အမှန်ဆရာကိုမေးလိုက်လို့ရင်သူကသူ့စိတ်ဆိုးမှသူတကယ်တော့ဆရာကိုမေးဆရာရှာပေးမှာဟုတ်ကဲ့ဆရာရှိတယ်အဲ့ဒါကိုထက်ကမေးနေတာအဲ့ဒါဆရာပေါ်တော့အေးအဲ့ဒါပေါ့အဲ့အဲ့လိုပြောရလို့ကျွန်တော်ဒါပေမဲ့လည်းအဲ့လိုစူးစမ်းမှုတွေတွေရပဲတကယ်တော့အဲအနုပညာမှာတကယ်အကောင်းဆုံးတွေထွက်လာတာပေါ့နော်အဲ့အဲ့လိုပဲယုံကြည်ပါတယ်နောက်တစ်ခါအဲ့လိုလူတွေကကံလဲကောင်းတတ်တယ်ပေါ့နော် အဲဆရာတို့လည်းသူတရှင်းကြမှာကောင်းအောင်ရေးတာတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ကောင်းရင်ပဲတော့လည်းအောင်မြင်မှုလေးရတယ်ပေါ့နော်အခုဒီမှာလည်းအဲစိတ်ထဲမှာနည်းနည်းကောင်းမယ်လို့ထင်တယ်ပေါ့နော်ပြီးသက်ကြနိုင်တယ်လို့စိတ်ထဲမှာအဲခံစားမိပါတယ်ဆရာလို့ဟိုအခုလိုမျိုးသားတို့ရဲ့ဇလံတွေလေးဇဝင်တေးလေးရေးပြတာဟိုအရင်လဲနားထောင်ကောင်းပါတယ်လို့ကျေးဇူးလည်းတင်ပါတယ်ဆိုခုနပဲပြောတယ်ဆရာအဲ့တော့အဲ့ဒါလေးလည်းတစ်ဆက်လည်းပြောရအောင်အမှန်တော့ဒီ theme song ကတော့ဆရာရေးပြီးသွားဟုတ်ဒါပေမဲ့လည်း အဲအရေးကြီးတဲ့သချင်းလေးတစ်ပုဒ်ကိုဇက်ဝင်တက်ကားအတွက်လိုတယ်ပေါ့နော်လိုတဲ့အတွက်ကြောင့်မလို့အဲတချင်းဟောင်းလေးရှာပေးပါဆိုဆရာတက်ကပြောတာဒါပေမဲ့ဆရာတချင်းဟောင်းမရှာပေးရဘူးဟောသူတို့စူးစမ်းပန်းသားအစူးစမ်းကြတဲ့လူတွေနှုတ်ပြောဆရာကြီးတချင်းတောင်းတဲ့အချိန်လဲညာကြီးမိုးချုံတွေရိုက်တော့အဲ့ဒါကိုဒီကနေပြီးတော့ကိုထက်နဲ့ဆရာတို့ကလည်းလှမ်းပေးရတယ်သဘောတော့အဲအပြင်မန်းခံစူးစမ်းကြတဲ့လူတွေကိုတနည်းနည်းနဲ့တော့ဆရာတော့ ချီမွေးပေါ့နော်ဟိုဝိုင်းမီကိုနိုင်တဲ့လောက်လေးကူညီပေးခြင်းသိတကယ်လည်းရှိတယ်တခြားအရာတွေဆိုတာတခြားရတဲ့အောင်မြင်မှုတွေဘာတွေကိုခဏထားအောင်ကိုလုံနေတဲ့အလုပ်ပေါ်မှာတကယ်တာဝန်ကျအောင်ပြုစုဆသလုပ်တဲ့စိတ်ရှိတဲ့သူကမအောင်မြင်မဲ့ဘရောမနေပါဘူးလို့နော်အဲ့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 ကြောင့်ကလေးတွေကိုလည်းတကယ်လည်းအောင်မြင်မှာပါ အောင်မြင်ဖို့လဲဆရာတို့ဘက်ကလည်းအများကြီးဝိုင်းဝန်းကြီးပတ်ပေးဖို့အချိန်မျိုးရှိပါတယ်လို့ပြောကြပါတယ်။ဟုတ်ပြီအခြေစစ်တင်ပါတယ်။ ဆရာကသူ့ထက်အတွက်လက်ဦးဆရာလုံးဝလက်ဦးဆရာလက်ဦးဆရာတော့သူကအိမ်မက်ဆောင်ရစပြိုင်ခဲ့တဲ့ကအဲဆရာဆရာတချင်နေဆိုရန်ကြိုက်ခဲ့ဆရာဆိုချစ်ကြပြီဦးသေးလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဆက်တို့ပြောရမယ်ဆိုလို့ရှိရင် အဲအဲ့လိုနှစ်နှစ်တည်းကြာပြီပေါ့ဆရာပုံမှာအဲ့လို chicken စိတ်တွေရောလေးစားစိတ်တွေနဲ့ရောတောက်လျှောက်ပဲနေလာခဲ့ရဆိုတော့ကလည်းဆိုတော့ဘဝကနေလာတာပေါ့နော်ဂီတလောကကွာစမယ်ပြီးတော့မှပဲပြုတ်ဆောင်မှာကူတာပါအဲ့တော့မမေရဆိုလို့ရှိရင်ဆရာတချင်ပြမောင်းဆုံးဆရာ sign of love book မှာတနည်းစပြီးတော့ဆိုခဲ့ရပေါ့နော်ဒီ sign of love book တချင်ဆိုလို့ရှိရင်ဆရာဆရာရေးတဲ့တချင်တွေကခက်တယ်ပြောရရင်ပညာသားပါတယ်ခုတော့နောက်ပိုင်းတော့ရှော့ပြီးလွယ်ရေးရေးနေတယ်ဒါပေမဲ့ဆိုရတာဆရာတကယ်ဟိုပညာအများကြီးရပါတယ် recording တွေဆိုလို့ရှိရင်အိမ်မှာဆိုအများကြီးပြောပြတယ်ပေါ့နော် အာဆရာကတချင်းတွေဆိုလို့ရှိရင် recording မှာမြဲတယ်ကိုယ်ကလည်းလုပ်နေတယ်အဲ့တော့ဆရာကတော့တော့တိတိကျကျသမားပေါ့နော်အဲအဲ့လိုအီတီမီတွေ notes လေးတွေကအစားဆရာဒီလိုလေးစုစည်ခြင်းလေးဆိုလို့ရှိရင်ဒီပုံတိုင်းဆက်တုံ trainer ပေါ့နောက် harmony ဆိုလို့ရှိရင်သူကအရင်တော့ဘာလဲလုံးဝမစိုးတော့ဘူးအဲ့ဆရာ train နေရပါလားဆရာအဲ့တကယ်တကယ်ဟိုပြောမယ်ဆိုလို့ရှိရင်ဆက်ဆရာနေပြီးတော့ ဆရာအဲ့လိုတက်ရှိစာအုပ်လို့ပေါ့နော်ဟိုပညာရဲ့လေ့လာတော့မကုန်ဘူးပေါ့အဲ့တော့ဒါဝင်မြန်မာဆိုမမရရလုံးဝဒီ theme song ဒီဟိုပြည့်သက်ပြည့်သက်သွားတယ်အခုဒီအခြေဆုံးသူထုတ်ပတ်တီဆိုလို့ရှိရင်ဆရာရဲ့တရားကောင်းဆရာတကယ်တိတ်ချင်းကောင်းလေးကိုအဲကိုထက်နော်ဆရာနော်ကိုထက်ကနေပြီးတော့ music အတီးလေးနဲ့ဆိုတော့တိတ်ဆိုဝင်ရတာပေါ့ဆိုတော့ဆူထိုက်တော့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့အနိုင်မဲ့ပါပဲကိုဆရာလည်းဖြစ်တယ်ကိုဆရာအဖေပေါ့ဆရာလိုလည်းဟုတ်ပဲအဖေလိုလည်းဟုတ်ပဲတမီးလိုဖြစ်နေပါတယ်နော်တမီးမွေးစားတမီးအဲ့တော့ ပြုတ်ဝဲချက်တခုသူရှိသေးတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီတခြင်းကအားမရလို့နောက်ဘာရှင်းတခုလာအောင်ပဲဟုတ်တယ်ဟုတ်တယ်ဆရာတဘောတော့ဆရာတော့နောက်ပိုင်းတခြင်းတွေကိုဟိုရိုးရိုးတာတွေပဲကြီးကတော့ခင်မိကျင်တာပေါ့နော်ခင်မိကျင်တော့ကိုထက်ထွန်း music arrangement electronic ဘက်နေနဲ့သွားတယ်ဒါပေမဲ့ तू ကအဲ့ဒါနဲ့အားမရ electronic လည်း तू ကြိုက်တယ်ဒါပေမဲ့ခုနလိုပေါ့အခုစစ်ဆန်ဆန်အဲဆန်နီယာနဲ့ပါလဲဆိုတော့ तू ထပ်သွင်းထားတယ်အဲ့ဒါလည်းမကြခင်ဖက်လိုက်မယ်ဖက်ပန်နဲ့အဲဖက်ပန်နဲ့သူဘန်ကောက်မှာလည်းသူရိုက်ထားတယ်ရိုက်ထားတယ်အဲအဲ့ဒါလည်းထွက်မှာပါအားလေးလေဆိုတော့ကတော့တခြင်းအရင်ချစ်တဲ့လူဆိုတော့လေသူဆရာတခြင်းကိုစိုးပွင့်ရတယ်ဆိုရင်ကိုဝရင်ခုံနေရအဲ့လိုတော့ tribute တော့ကဆိုလို့ရှိရင်မှတ်မှတ်ရဆရာတခြင်းနေလဲဆိုတာကိုဆရာတခြင်းစင်ပေါ်မှာပြန်ဆိုနေတာကိုအဲ့မှာပြိုင်မဝင်သလိုဖြစ်နေတာခလုံးငွေနဲ့ ဆရာတောင်းပါစောင့်ကြည့်နေပြီဆိုလို့ရှိရင်ပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့နော်ဆိုတော့အဲ့လိုအခုကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဆရာတစ်ချက်နေဇုံခွင့်ရတဲ့အတွက်လူဆရာကိုလူကျေးဇူးများကြီးတင်ပါတယ်ဆရာရဲ့တင်ပြမှုအောက်မှာဆရာတစ်ဖက်ဖြစ်ခွင့်ရတဲ့အတွက်လည်းအများကြီးကျေးဇူးတော်ပါတယ်ဟုတ်ကြိုးစားမှုလည်းအဓိကပါခုနကပြောတဲ့ဒီပကြံစင်းတာပါစင်းတယ်နော်စဉ်းစားအောင်မယ်စဉ်းစားအောင်မယ်ဆိုလည်းလို့ပါ music arrangement တွေပါဆိုတော့သူတေချာလေးလုပ်တယ်လုပ်ပြီးဆရာလည်းပြဆရာဒီနေရာလေးဒီလိုလေး ်ပို့ပြီးတော့ဖြည့်ပါဆိုဖြည့်အဲ့လိုမျိုးပေါ့နော်အချိန်ကြာကြီးလုပ်တဲ့ကြိုးကျေစုရအဲ့တကြံသင်လေးလည်းပောက်တယ်လေအဲ့တော့ဘာပြောအနုပညာကိုချစ်ခင်စိတ်နဲ့လေးလေးနက်နက်ကြိုးစားမယ်ဆိုရင် အောင်မြင်ကြမရှိပါဘူးတကယ်လည်းအောင်မြင်ပါပါတကယ်လည်းအားပေးပါတယ်เนาะဒါတို့ဟုတ်ကဲ့လေးလေးကြိုးစားကြပါเนาะအားပေးပါတယ်